ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကချင်တိုင်းရင်းသားကိုကံပညာဆုံးတိုက်ခိုက်ဖိုက်တာကြီးအွန်လန်းအဆန်းဟာသူ့ရဲ့ professional ကစားသမားဘဝနောက်ဆုံးပွဲစဉ်ကိုထိုးသွားခဲ့ဖြစ်ပါတယ်ဒီပွဲစဉ်မှာအွန်လန်းအဆန်းဟာပရိသတ်တွေကိုနိုင်ပွဲနဲ့နှုတ်ဆက်ခွင့်ရကြင်ပါတယ်ဆိုတဲ့ဆန္ဒလည်းပြေဝသွားခဲ့တယ်ခင်ဗျအဲ့တော့အွန်လန်းအဆန်းရဲ့နောက်ဆုံးနှုတ်ဆက်ပွဲကိုပြန်ပြီးသုံးသပ်ရမယ်ဆိုရင်ကွင်းတွင်းကိုရောက်ရှိခဲ့တဲ့ပရိသတ်တွေရဲ့စကားတန်က အရေးကြီးလာပါတယ်အဲ့တော့ဒီပရိသတ်တွေကိုကျွန်တော်တို့ Messenger တွေကနေဆက်သွယ်ပြီးတော့မေးတယ်သူတို့ကိုယ်တိုင် reach တွေမှာဗီဒီယိုလေးတွေရိုက်တင်ထားတော့ကျွန်တော်တို့ကအဲ့ထက်ကစကားတန်နေတဲ့ရင်းနှီးခံစားချက်တွေကိုမေးတယ်ပေါ့လေအဲ့တော့သူတို့ပြောခဲ့တဲ့စကားထဲမှာတကယ်အနှစ်စကားတစ်ခုပါပါတယ်ခင်ဗျအဲ့ဒါကတော့ကိုအောင်လအန်ဆန်းရဲ့ကစားသမားဘဝနှုတ်ဆက်ပွဲကြီးကလုံးဝကိုပါဖက်ကြီးပါပဲဗျာလုံးဝအလန်းစားကြီးပါပဲဗျာအမဲလိုက်အကကိုဒီတကာဆိုရတာတော့ ိမ့်မယ်ရှိဆုံးတဲ့ကြက်သီးအထအဆုံးကဒီတစ်ခါပဲဗျာဆိုတဲ့စကားတန်တွေကိုကျွန်တော်တို့ကြားခဲ့ရတယ်ခမဟုတ်ကဲ့အွန်လန်းဆန်းဟာကာဒီစတန်ကိုဒုတိယပွဲရှိမှာအလဲထိုးလိုက်တယ်ဘောနပ်စ်လည်းရသွားတယ် Hall of Fame ဂုဏ်ပြုဆုလည်းရှင်းမြင်ခံရမယ်အကြောင်းကျွန်တော်တို့ဆက်လက်ပြီးသတင်းကောင်းကြားသိခဲ့ရတယ်ပေါ့လေဒီတော့မြန်မာနိုင်ငံကနေပွဲကိုတခုတခါသွားအပိခဲ့သူတွေထိုင်းနိုင်ငံရောက်မြန်မာတွေကပွဲသွားကြည့်တဲ့သူတွေကိုကျွန်တော်တို့ messenger call တွေခေါ်ပြီးတော့စကားတန်တွေတောင်းဆိုခဲ့တယ်ပြီးတော့ သူတို့ဗီဒီယိုရိုက်တင်ထားတဲ့ထဲကစကားသံတွေကိုမေးမြန်းခဲ့တယ်။ဘလို့တွေခံစားရလဲတကယ်ပွဲသွားကြည့်တဲ့အချိန်ကွင်းတွင်းရှင်တွေကဘလို့လဲ time ပြည့်သက်တွေကရောဘလောက်တောင်အံ့ဩခဲ့လဲဆိုတဲ့စကားသံတွေပေါ့လေ။အဲ့တော့သူတို့ရဲ့အဖြေစကားတွေကိုပေါင်းစည်းပြီးတော့ကျွန်တော်ပြည့်သက်တွေကိုသိရှိရအောင်တင်ဆက်ပြပြပေးလိုက်ပါရခင်ဗျာ။အမဲလိုက်ကကိုဒီကဆိုရတာအထိတ်ပဲရှိဆုံးနဲ့စက်တိအထဆုံးပါပဲ။တကွင်းလုံးအော်ဆိုခဲ့ကြတာ။ကိုအောင်လကအမဲလိုက်ကပြင်အတွက် စပတ်ပလန်တစ်ခုရှိတယ်လို့ပြောထားတော့ဘာများဖြစ်မလဲဆိုပြီးစိတ်လှုပ်ရှားနေကြတာပေါ့နော်ကိုလေးဖြူကိုတိုင်ထွက်လာပြီးနှုတ်ဆက်လိုက်တော့တကွင်းလုံးအော်ဟစ်အားပေးလိုက်တဲ့အတန်တွေကကြောက်ခမန့်လိလိပါပဲပွဲလာကြည့်တဲ့ time ပြိတက်တွေတောင်အံ့ဩသွားကြတယ်မြန်မာကနေသွားကြည့်တဲ့ပြိတက်တွေရော time ကိုရောက်နေတဲ့မြန်မာတွေတဲကလာကြည့်တဲ့သူတွေရောအားလုံးကအတန်ဟိမ့်ထွက်နေအောင်ဒီသချင်းကို live ဆိုကြရလေဗျာလုံးဝကို perfect ပါပဲ show way တစ်ခုမှာတံမြိုင် live ဆိုနေသလားတောင်ထင်ရပါတယ် ိုအောင်လာရောကိုလေးယူရောဒီအားပေးမှုကိုကျင့်နေကြမှာပါကိုအောင်လာအတွက်ကတော့ပူပြီးအတိတ်ပဲရှိမှာပေါ့လေဘွားကောက်သင်းကိုကိုလေးယူကိုတိုင်းကလာဆိုပေးတယ်ပွဲထိုးတော့လည်းအနိုင်ရတယ်အလဲထိုးနဲ့အနိုင်ရတော့ဘောနပ်စ်ပါထက်ရတယ်ပြီးတော့ Hall of Fame ဂုဏ်ပြုဆုလည်းရရှိသွားတယ်လေမမေ့နိုင်စရာနှုတ်ဆက်ပွဲကြီးကိုကိုအောင်လာပိုင်ဆိုင်ခွင့်ရရှိသွားခဲ့တာပေါ့ဗျာဒီတော့ကျွန်တော်တို့ကဝမ်းသာပါတယ်အမဲလိုက်အကကိုဒီဒီကဆိုရတာတော့ချက်သီးအထာဆုံးပါပဲဆိုပြီးတော့ပြည်သက်တွေကပြောသွားခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုဆိုရင်အောင်လန်းအဆန်းဟာသူ့ရဲ့ professional ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲကိုအနိုင်ရလနဲ့အဆုံးသတ်လိုက်နိုင်ပါပြီဒီနောက်မှာတော့သူဟာကိုပိုင်ဂျင်ဖွင့်လင်မယ်ပြီးရင်နီးပြတ်တယောက်ဖြစ်ဘဝကိုဆက်လက်ရည်တည်သွားမယ်လို့ပြောကြားထားပါတယ်ခင်ဗျာအောင်လန်းအဆန်းနေနဲ့ကစားသမားဘဝအနောက်ပြီးရဲ့နောက်မှာနောက်ထပ်အောင်မြင်မှုတွေကိုဆက်လက်ဆုခုရောက်နိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ